ားလုံးပဲမင်္ဂလာပါ Amazon Prime Member ဝင်ထားမိတဲ့သူတွေအတွက်ဒီ Member Cancel လုပ်နည်းလေးအကြောင်းကိုကျွန်တော်ပြောပြပေးသွားကြပါမယ်အရင်ဆုံး Amazon application နဲ့ဝင်လိုက်ပါပြီးရင်တော့ကျွန်တော်တို့အဲ့ menu bar လေးကိုနှိပ်လိုက်ပါပြီးရင်ကျွန်တော်ရောဝအကောင့်ထဲကိုသွားပါမယ်ပြီးအောက်ကိုနည်းနည်းလေးဆွဲလိုက်ပါ Monday မှာမှာ၈ကိုတစ်ချက်နှိပ်လိုက်ပါ ဒီမှာကတော့ကျွန်တော် prime မှာဝင်ထားမိတယ်ပေါ့เนาะကျွန်တော်ကိုယ်တိုင်လည်းမေ့နေတာဒါပေမဲ့ငွေဖြတ်သွားမှသိရတယ်ပေါ့เนาะအဲ့တော့ membership ကျွန်တော်ရက်မှာဖြစ်တော့တော့ပြီးရင်ကျွန်တော် monthly membership ကိုနှိပ်လိုက်ပါမယ်ပြီးရင်တော့ earn membership ကိုနှိပ်ပါမယ်ဒီအမမရှိကိုနှိမ့်လိုက်လို့ရှင်ထားပါတော့ရမယ့် benefit တွေအဆုံးရှုံးနိုင်တဲ့ဘာဖြစ်လဲညာဖြစ်တယ်ပေါ့နော်သူပြထားတယ်ဒါပေမဲ့ကျွန်တော်က continue to cancel ပဲနှိပ်ပြီးတော့ရှင်းဆက်သွားမယ်ပေါ့နော် ီမှာတို့ဘယ်နေ့အဆရရမှာလဲပေါ့နော်အခုမှဆရရမှာလားပေါ့နော်အဲဆိုရင်တော့ကျွန်တော်အခုကပဲဆရရလိုက်ပါမယ်ကီမှန်မှာအဲဒီအမ်မှန်မှာရှစ်နောင်းကိုပဲနှိမ့်လိုက်ပါမယ်အဲ့ဆိုတော့ကျွန်တော် membership ပေါ့နော် cancel လုပ်တာပြီးပြီပေါ့နော်ဒီမှာ မမရှင်းဝင်ထားတဲ့သူတွေကတော့ဘလူလူရင်တို့အဆင်ပြေလဲဆိုတော့ကျွန်တော်တို့အမေဇုန်ကနေခဏခဏကိုဈေးဝယ်ရတဲ့သူတွေဆိုရင်တော့မမရှင်းဝင်ထားတာအဆင်ပြေတယ်ကျွန်တော်ကတော့တခါလေးမှဝင်တာဖြစ်တဲ့အတွက်ကျွန်တော်ကအဆင်မပြေဘူးပေါ့နော်လာတယ်ရင်တို့က600ဖြတ်တာဆိုတော့အဲအဲ့ဒါကြောင့်မကျွန်တော် cancel လုပ်လိုက်တာပေါ့နော်ဒီမှာသူရဲ့ cancel လုပ်ပြီးတဲ့ခါမှာလည်းသူရဲ့ဒီတန်းဆက် condition တွေပြပေးတယ်ပေါ့နော် membership cancel လုပ်တာဆက်စပ်ဖို့ပြင်ပြကျွန်တော်အကောင့်ထဲတစ်ချက်ပြန်သွားစစ်ပါမယ်။ money membership ကိုပဲပြန်သွားမယ်။ အဲဒီမှာ continue shopping ဆိုရင်တော့ဒါ membership ရတာ OK တယ်ပေါ့နော်အဲဒါပေမဲ့အဲပြီးရင်တော့ mail လည်းပို့ပေးတယ်ပေါ့နော်ဒါပေမဲ့ mail ကချက်ချင်းမပို့ပေးဘူးပေါ့နော်နည်းနည်းလေးတော့ကြာတတ်တယ်အဲဒီမှာ mail ပို့လာပြီပေါ့နော်ဒီ membership cancel လုပ်တာ OK ပါတယ်ဆိုတဲ့ဟာကျွန်တော် mail ပို့လာတယ်ပေါ့နော်ဒီမှာက prime member ကိုကျွန်တော်ဗာနဲ့ချိန်ထားတယ်ဆိုတော့ကျွန်တော်ပိန်ဒီနဲ့ချိန်ထားတယ်ပေါ့နော် ကျွန်တော် Amazon နဲ့ပယ်ရီနဲ့ချက်ချင်းပြီးတော့ဈေးခဏခဏဝင်နေကြဆိုတော့အဲဒီမှာပယ်ရီကနေဖြတ်သွားတော့ဘောတော့600အဲအဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းဝင်ထားတာမသိမလားမေ့နေရပါတော့ဒါပေမဲ့ဒီလပြည့်တော့ဖြတ်သွားတယ်အဲ့တော့ Payly application နဲ့မှပြန်သွားပြီးတော့ကျွန်တော်ဒီ600ကိုအဲဒါမှတော့3ချိန်ခွဲချင်းပဲဆိုတဲ့ဟာလည်းတစ်ခါလည်းပြောင်းလိုက်တယ်ပေါ့နော် ဲ့လိုပုံစံမျိုးပါဒါပေမဲ့ prime မှာ cancel လုပ်ထားတာဖြစ်တော့တော့ပေါ့เนาะဒီကျွန်တော်ဒီ600ကျွန်တော်ဟာတွေကိုကျွန်တော်ဒီ payday account တွေကိုပြန်ဝင်လာမှာပေါ့เนาะအားလုံးအဆင်ပြေကြပါစေ